။ငလျင်ဘေးတင့်ပြည်သူတွေကိုလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးနိုင်ရေးအတွက်အာဆီယံခေါင်းဆောင်တွေနဲ့စစ်ခေါင်းဆောင်ပူးပေါင်းမှုအမြင့်အောင်လိုင်းတို့ကြားထိုင်းနိုင်ငံဘက်ကမှတွေ့ဆုံကြမှာပါ။မလေးရှားဝန်ကြီးချုပ်ကတော့မြန်မာစစ်တပ်အနေနဲ့စစ်စင်ရေးတွေရပ်ဆိုင်းထားမှာပဲအကူအညီတွေပေးရမှာဖြစ်တယ်လို့စစ်ခေါင်းဆောင်ပူးပေါင်းမှုအမြင့်အောင်လိုင်းကိုရှင်းရှင်းလင်းလင်းပြောထားတဲ့အကြောင်းပြောဆိုထားပါတယ်။အာဆီယံအနေနဲ့စစ်ခေါင်းဆောင်တွေ့ဆုံမှုဟာဘယ်လိုသဘောဆောင်မှာလဲ။စစ်ကောင်စီရဲ့တန်တမာရေးအခြေအနေကရောရှည်တိုးလာတဲ့အခြေအနေလား။ လက်ရှိအချိန်ဟာတဘာဝဘေးကြုံနေရတဲ့ကာလဖြစ်တယ်လို့နိုင်ငံတကာအနေနဲ့လည်းကုညီဖို့တာဝန်ရှိနေတာကြောင့်ဒီအချက်ပေါ်မူတည်ပြီးစစ်ကောင်စီတို့အတန်တမန်ရေးရလှောက်ရှားဖို့ကဏ္ဍတိုးမြင့်လာတဲ့အချိန်လေးလို့နိုင်ငံရေးလှလှသုံးသပ်သူတို့ကပြောပါရယ်။ဒါပြင်လက်ရှိမှာဗတ်တီးတီးကပြည့်ရဲ့ကြီးညာထားတာကြောင့်ဒီအချိန်လေးပေါ်မူတည်ပြီးစပွဲဝိုင်းပေါ်ရောက်လာဖို့အတွက်နိုင်ငံတကာအနေနဲ့တွန်းအားပေးခြင်းနဲ့သဘောလဲပါတယ်လို့ဆိုပါရယ်။ဒါကြောင့်စစ်ကောင်စီအနေနဲ့တန်တမာရေးရာကြောင်ပိတ်နေတဲ့အခြေအနေကနေနိုင်ငံတကာနဲ့ပြန်ပြီးဆက်ဆံခံလာရတဲ့အခြေအနေကိုရောက်လာတာလို့လည်းပြောပါရယ်။ ီတစ်ခါမှာဒါငင်းငယ်ကိုသွားဖို့ဦးတည်ဖို့တွင်းရင်းနဲ့စစ်ကောင်စီရဲ့တန်တမာကြီးရလှူချိုင်းနဲ့ခန္ဓာပုံပြောပွင့်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့တစ်ခါမှာလေဒီ NUG ကိုကျွန်တော်ကံပြူတယ်ဒါမှမဟုတ်ရင်အပီးရဲ့ဒီနောက်နိုင်ငံလေးအမြဲကြတော့လေဒါလက်ရှိမှာသူတို့မှာတခြားကြီးပေါ်အရင်ဆိုင်နေရတဲ့ခက်ခဲရှိရပေါ့သမရာထရနိုင်ငံကြီးဝါရအပြောင်းလဲကြောင်းမလို့ဆိုတော့ စိတ်ကောင်းစီတဲ့အနေငယ်တော့ပုံပြီးတန်တွင်ရရအသေးချာအသာချေဆုံးတစ်ခုပြန်ရှိလာတယ်လို့ပြောမှာပေါ့နော်တဖက်မှာတော့တလိုင်းဆိုးရဖြစ်တဲ့မြို့သားညီရေဆိုးရအန်ယူဂျီအနေနဲ့ကတော့လက်ရှိအချိန်ကြီးတန်မာရေးရကြီးမားတဲ့ဆောင်ရထားနိုင်မှုမရှိနေသေးပါဘူးလက်ရှိအချိန်ကြီးအန်ယူဂျီဟာမြန်မာနိုင်ငံအတွက်အရေးကြီးတဲ့အင်အားစုတစ်ခုလူထောက်ခံတဲ့အစုအဖွဲ့တစ်ခုဖြစ်နိုင်ငံတကာကရှုမြင်ထားကြတာမှန်ပေမဲ့လည်းအစုအဖွဲ့ပေါင်းစုံဖြစ်နေတဲ့အချိန်မှာအားလုံးကိုကိုစားပြုတဲ့အုပ်ချုပ်ရေးဆိုးရတည်းဖြစ်တယ်ဆိုတာကိုတော့ နိုင်ငံတကာကလက်မခံနိုင်သေးတာကအရေးကြီးတဲ့အချက်လည်းဖြစ်ပြီးတန်ကြီးတပံကင်းမှာကန့်သက်ချက်တွေဆက်ရှိနေတာလို့နိုင်ငံရေးလှိလာသုံးသပ်သူဆိုင်းကြည်စင်ဆိုကပြောပါတယ်။ဒါကြောင့်အန်ယူဂျီအနေနဲ့အားလုံးကိုကိုးစားပြုနိုင်ဖို့ဒါမှမဟုတ်အားလုံးစုပေါင်းပါဝင်တဲ့ဆိုရတဲ့တရားဖြစ်လာဖို့ကအရေးကြီးတယ်လို့ဆိုပါတယ်။ဒီတော့ပါပေါ့အစိုးဖွဲ့အားလုံးရဲ့အထက်မှာရှိနေတဲ့အစိုးရအဖွဲ့ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ဆက်သွားရင်တော့ကျွန်တော်တို့ဒီသူ့အနေနဲ့ အဆင်ပြေနိုင်မှာမဟုတ်ဘူးဒီ political dynamics and ဒီ diplomatic dynamics ဆိုတော့ပြောင်းဖို့တော့ခက်လိမ့်ဒါပေမဲ့ကျွန်တော်တို့အဲ့ဒီရှိနေတဲ့အစုအဖွဲ့ကိုနေမြေရထိန်းချုပ်ပြီးတော့တို့အုပ်ချုပ်ရေးထူထောင်နေတဲ့အစုအဖွဲ့တွေကလက်ခံပြီးတော့ဒါမှမဟုတ်တို့ကိုယ်တိုင်ပါဝင်ပြီးတော့စုဖွဲ့တဲ့အဲ NUG အသက်လိုမျိုးဆိုရင်တော့အဲ့ဒါဆိုရင်တော့ပုံစံတစ်မျိုးဖြစ်လာနိုင်မယ်လို့ကျွန်တော်ကျွန်တော်အနေနဲ့မြင်မိရခင်ဗျ စကောင်းဆောင်တဲ့တစ်ဖက်သက်ဆက်ဆံဆောင်ရွက်နေမှုတွေကိုအာဆီယံအနေနဲ့အထူးသတိပြုဖို့အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီပါဝင်တော်လိုင်းအင်အားစု၈ခုကထုတ်ပြန်ထားပါတယ်။အာဆီယံအနေနဲ့မြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီတွေကိုစကောင်းဆောင်ကတဆင့်ပေးရမှာဆိုရင်လူသားချင်းစာနာထောက်ထားတဲ့အကူအညီတွေဟာနိုင်ငံရေးအရလွဲသုံးချမဲ့အန်ယူကိုကျွမ်းမှာဖြစ်တာကြောင့်ကန့်ကွက်တယ်လို့လည်းအမျိုးသားညီညွတ်ရေးအစိုးရဘက်ကပြောပါတယ်။ဒီအာဆီယံဖွဲ့နဲ့တော့ကျွန်တော်တို့အန်ယူဂျီနဲ့ကတော့ဒီထိတွေ့ဆက်ဆံနေတာ အာဆီယံထူကိုယ်စားလှယ်နဲ့ရောအာဆီယံဥက္ကဋ္ဌပါတီလုပ်နေတဲ့မလေးရှားနိုင်ငံနဲ့ရောကျွန်တော်ထိတွေ့ဆက်ဆံနေတာတော့ပုံမှန်ရှိနေပါတယ်။အာအခုလိုအချိန်မှာတော့ငလင်နဲ့ပတ်သက်ပြီးတော့ဟာဒီညှိနှိုင်းဆောင်ရွက်ဖို့ဟာထူးလိုအပ်တယ်ဆိုတော့လည်းထောက်ပြပြောကြားခြင်းပါတယ်။ကျေးဇူးပါစကောင်းဆောင်နဲ့တွေ့ဆုံမှုတွင်ညဉ့်ဉိုင်းကိစ္စတွေလည်းအာဆီယံဘက်ကဆွေးနွေးမယ်လို့သတင်းတွေလည်းထွက်နေတာဖြစ်ပါတယ်ကျွန်တော်ထပ်အောင်ပါ